ထွန်းထွန်းမင်းအနေနဲ့ဝမ်းချမ်ပီယံရှင်နဲ့ BGFC နှစ်ခုကြားမှာဘယ်ဟာကိုရွေးချယ်သင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှင်းငယ်ဆွေးနွေးကြည့်အောင်ပါလွန်ခဲ့တဲ့ရပ်ပိုင်းကထွန်းထွန်းမင်းရဲ့အင်တာဗျူးတစ်ခုမှာသူ့အနေနဲ့ဝမ်းချမ်းမြရှင်းနဲ့လည်းပဲထိုးချေးဆိုင်ရာညှိနှိုင်းမှုတွေရှိနေတယ်။တစ်ဖက်က BGFC အနေနဲ့လည်းပဲသူ့ကိုကမ်းလှမ်းမှုတချို့ရှိထားတယ်။ဆိုတော့ဒီနှစ်ခုကြာမှာသူ့အနေနဲ့ဘာကိုရွေးချယ်မလဲလို့အင်တာဗျူးကမေးတဲ့အခါမှာတော့ဝမ်းချမ်းမြရှင်းမှာဆိုရင်တော့သူ့အနေနဲ့မွေထိုင်းကစားနီးထိုင်းကစားရမယ်။ BKFC မှာကစားခဲ့မယ်ဆိုရင်တော့ဒါရိုးရလဝိနီးစနစ်တိုင်းကစားရမှာဖြစ်ပါတယ်။ဆိုတော့သူ့အနေနဲ့ BKFC ကိုပို့ပြီးအားတန်တယ်လို့ပြောကြားသွားတာရှိတယ်။သူပြောသွားတဲ့ထဲမှာသူ့အနေနဲ့နောက်ထပ်2နှစ်3နှစ်လောက်ပဲကစားရမယ်။ကစားပွဲနဲ့ပြောမယ်ဆိုရင်တော့5-6ပွဲလောက်ကစားအောင်မယ်လို့ဖြေကြားသွားပါတယ်။နောက်ပြီးသူ့အနေနဲ့ကစားခဲ့ရမယ်ဆိုလို့ရှိရင်တော့ပြည်တွင်းဖိုက်တာနဲ့မကစားချင်ဘူး။တခြားပြည်ပဘလူဖိုက်တာမျိုးနဲ့မဆိုသူကစားမယ်လို့လည်းဖွင့်ဟသွားခဲ့တာရှိပါတယ်။ဒီနေရာမှာကျွန်တော်မြင်တာက BKFC တက်စားလို့ရှိရင်ဝမ်ချင်မြန်ရှင်းမှာထွန်းထွန်းမင်းရဲ့ပွဲကိုမြင်ရဖို့ကြည့်ရဖို့ဆိုတာပို့ပြီးခိန်းတယ်လို့ယူဆမိတယ်။ဘာဖြစ်လို့လဲဆိုတော့ ထွန်းနှမင်းရဲ့ဝိတ်အနေထားကြောင့်ပါထိုးကြီးဆိုင်ရာအဆင်ပြေမှုရရှိခဲ့တယ်ဆိုရင်တော့မှပဲထွန်းနှမင်းနေနဲ့တော်တော်လေးဝိတ်ချပြီးကစားဖို့ရှိနေတယ်ဗျထွန်းနှမင်းရဲ့လက်ရှိဝိတ်အနေထားရဆိုရင် weather weight ဒါမှမဟုတ် light weight ကကစားသမားနဲ့ကစားမှရမှာပါအဲ့တော့မွေထိုင်းကစားနည်းအောက်မှာကစားနေတဲ့ light weight တို့ weather weight တို့ဆိုတာဝမ်းချမ်းမြန်ရှင်မှာတော်တော်လေးရှားပါတယ်ဆိုတော့သူ့အနေနဲ့ကစားရပြီဆိုရင်တော့ဒီ MMA ကစားသမားတွေက Stand 5ကောင်းနေကစားသမားတယောက်ယောက်နဲ့တဲပေးတာမျိုးဒါမှမဟုတ် MMA ကစားသမားတယောက်ကိုခေါ်ပြီးတော့ပွဲတဲပေးတာမျိုးပဲဖြစ်နိုင်ပါတယ် ဒါဆိုလို့ရှိရင်ထုံထုံမဲမဲကပြန်ပြီးစဉ်းစားဖို့လိုလာပြီ။ဘာဖြစ်လို့လဲဆိုတော့သူ့နောက်မှာလက်ဝေးဆိုတဲ့ background တစ်ခုလုံးရှိနေတယ်။လက်ရှိမှာလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းကစားသမားတွေမှာမှ legend player တူ။ဆိုတော့သူကလည်းပဲဒီ twin league ထက်နဲ့ကစားခဲ့တဲ့ဆမ်မီလိုပဲ။သူရှုံးသွားလို့ရှိရင်နောက်မှာပြောစရာတွေတတိပေါ်လာလိမ့်မယ်။ဒီတော့ထုံထုံမဲမဲကပြန်ပြီးစဉ်းစားကြဖြစ်သွားတယ်။လက်ရှိထုံထုံမဲရဲ့ကစားပုံကအနည်းငယ်လေးလံလာပြီ။လွန်ခဲ့တဲ့၄နှစ်လောက်တည်းကသူ့ရဲ့ကစားပုံကတွန်းတွန်းတိုက်တိုက်ကစားတာမဟုတ်တော့ဘဲနဲ့ဒီပညာပိုင်းတက်ကနစ်ပိုင်းကိုအားကိုးပြီးတော့ကစားတယ် ူ့ရဲ့ပွဲထွေးကြုံတွေပေါ်မှာမူတည်ပြီးတော့ဒီတဘာနဲ့ကစားခဲ့တဲ့နီးစနစ်ကိုသူပြောင်းလဲကစားလာပြီးဒါလည်းသူရရှိခဲ့တဲ့ဒုဒဏ်ရာကြောင့်လည်းဖြစ်နိုင်ပါတယ်ဆိုတော့သူ့အနေနဲ့ဒီလိုမျိုးဖိုက်တာတွေနဲ့ကစားရမယ်ဆိုလို့ရှိရင်ပူပြီးတောင်းကြီးတာအပြင်ကျွန်တော်မြင်ရဆိုရင်တော့တော်တော်လေးရုန်းကန်ရနိုင်ပါတယ်ဝေးချင်းတူခဲ့တာတော့မှပဲသူ့တက်ပေါ်ပါတဲ့ဖိုက်တာသူ့တက်လှင်မြန်ဖြက်လက်တဲ့ဖိုက်တာတွေနဲ့တွေးနိုင်တာဖြစ်တဲ့အတွက်အနိုင်ရလက်တစ်ခုပေါ်ဆောင်ဖို့ဆိုရင်တော့ခဲရင်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့အဖက်ဖက်ကခြုံငုံပြီးသုံးသက်ကြည့်မယ်ဆိုရင်ဝမ်းချက်မျက်ရှင်မှာထုံထုံမင်းရဲ့ပွဲဖြစ်လာဖို့ကတော်တော်လေးခဲရင်ပါမယ် ါပေမဲ့ထွန်းထွန်းမင်းနေနဲ့ဝိတ်ပိုင်းဆိုင်ရာကိုပြန်ပြီးတော့ဂယူးဆိုင်မယ်ခန္ဓာကိုယ်ကိုပြန်ပြီးတော့တီဆောက်မယ်တက်လုံမိုင်းကိုလည်းဒီ MMA fighter တွေနဲ့ဒန်းတူရီတူကစားနိုင်တဲ့အနေအထားထိပြန်လည်မြင့်တင်ထားမယ်လက်ရှိမှာလည်းအဲ့ဒီအတွက်ကိုကြိုးကြိုးစားစားပြင်ဆင်နေမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့တပွဲလောက်တော့ကြည့်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ထွန်းထွန်းမေးရမကြခင်မှာကစားသမားဘွားကအနားယူတော့မယ်အဲ့ဒီတော့ကျွန်တော်အနေနဲ့ဒါဝမ်းချက်မြေရှိမှာအမှတ်တရအနေနဲ့တပွဲလောက်တော့မြင်ကျင်နေသူ့ကိုလည်းကစားစီကျင်ပါတယ်ဆိုတော့ဒီနေရာမှာ तू လှုပ်လို့ရတာတခုရှိပါတယ်ဒါကဘာလဲဆိုတော့သူ့အနေနဲ့ तू အားတန်တဲ့ BKFC မှာအရင်ကစားမယ် အဲ့ဒီချိန်မှာခုနကပြောသလိုခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့သက်လုံပိုင်းဆိုင်ရာကိုပြန်ပြီးမြင့်နေထားမယ်အကောင်းဆုံးကြစ်ကြစ်လေးလေးဖြစ်အောင်ပြန်ပြီးတိဆောက်ထားမယ်ဆိုလို့ရှိရင်တော့ BKFC မှာနှစ်ပွဲသုံးပွဲလောက်ကစားပြီးရင်သူ့အနေနဲ့ဝမ်းချမ်းပြန်ရှင်မှာပွဲကောင်းတစ်ပွဲလောက်တော့ဆင်နွှဲလို့ရပါတယ်ဒါဖြစ်နိုင်ရည်အရှိဆုံးလမ်းကြောင်းတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်အဲ့လိုမျိုးသူ့အနေနဲ့ BKFC မှာ performance ကောင်းကောင်းပြနိုင်ခဲ့တယ်ဆိုရင်တော့ဝမ်းချမ်းပြန်ရှင်နဲ့ထိုးကြီးဆိုင်ရာညှိနှိုင်းမှုကလည်းအဆင်ပြေကောင်းပြေလာနိုင်ပါတယ်ဒါမှလည်းအရာလုံးကထုံထုံမင်းပေါ်မှာမူတည်နေတာဖြစ်တဲ့အတွက်သူဘယ်လိုဆုံးဖြတ်မလဲသူ့ရဲ့ပွဲတွေကဘယ်လိုရှိလာမလဲဆိုတာတော့အားလုံးကစောင့်ကြည့်ရမှာဖြစ်ပါတယ် ဒါပေမဲ့ကျွန်တော်အနေနဲ့ထွန်းထွန်းမင်းဘယ်မှာပဲကစားသည်ဖြစ်စေနောက်ထပ်ထွန်းထွန်းမင်းရင်ဆိုင်ရမယ့် fighter တွေဒီ K1 လိုမျိုးအသက်ကြီးပြီးတော့အကြမ်းဖက်ကိုရောက်နေတဲ့ fighter တွေမဟုတ်တော့တာတေချာကြီးလို့ယူဆမိတယ်။အဲ့ဒီတော့ထွန်းထွန်းမင်းဘယ်မှာပဲကစားသည်ဖြစ်စေပို့ပြီးတော့လေ့ကျင့်ပြင်ဆင်ထားဖို့လိုမယ်။နောက်ပြီးတော့ကို၄၅ဘွဲလောက်ကစားအောင်မယ်လို့ရည်ရထားတာဖြစ်တဲ့အတွက်အရင်လိုမျိုးပေါ့ပေါ့ပါပါမကစားနိုင်တော့ဘူးဆိုရင်တော့မှပဲဒီထက်ပို့ပြီးတော့ပေါ့ပေါ့ပါပါလေးကစားဖို့အတွက်ပြင်ဆင်ထားစီခြင်းနဲ့ဒါတော့ကျွန်တော်ရဲ့အကြံပြုချက်ပါ။ โอเคအားလုံးမဲ့တွန်းတွန်းမင်းဘယ် promotion မှာကစားသွားမယ်လို့ထင်လဲဘယ်မှာကစားစီခြင်းညလဲနောက်ပြီးတော့ဘလူးဖိုက်တာမျိုးနဲ့ကစားစီခြင်းလဲခွန်မမှာရေးသွားပေးခဲ့ကြပါအောင်ကြည့်ရှုပေးခဲ့ကြရတော့အားလုံးကျေးဇူးတင်ပါတယ်နောက်တဲ့ video မှာပြန်ဆုံကြတာပေါ့